ုရားဘာသာဖြစ်ပြီးဘုရားစကားနားမထောင်တာတော့ဗမာတွေပဲလို့နော်ဘာလို့ဆွညာဆွညာလုံမမသိဘူးလို့အတန်ချက်ဆက်ကြီးတွေအော်ဖွင့်ဗမာပြည်မှာအဆုဆုံးပဲလို့အတန်တွေကအဆုဆုံးကဘာမှာလိုက်ကြည့်လိုက်မယ်ဆိုရင်နော်ကလပ်ပြည်နဲ့ဗမာပြည်ဟာအဆုဆုံးပဲတခြားနိုင်ငံတွေမှာတိတ်ဆိတ်နေတာပဲတကယ်တော့ကြည့်အမေရိကန်တို့ဆိုဘုန်းကြီးအမေရိကန်တနစ်နေဘူးတဲ့အနာနာအိမ်တွေကဘာသာမှမကြရဘူးလူမရှိရလားအောင်ပဲရှိတယ် ဘယ်တော့မှအတန်ချက်ဆက်အော်ဖွင့်တာမရှိဘူးတခြင်းအော်ဖွင့်တာမရှိဘူးတခြင်းဖွင့်ရင်ကိုယ်နဲ့ကြက်ကလေးနဲ့နားထောင်နေကြတယ်လူတောင်ရှိတယ်မထင်ရဘူးတကားပိတ်ပြီးတော့တိတ်ဆိတ်ငြိမ်သက်မှုကဘယ်နေရာကမ္မထန်ထိုင်ထိုင်ထိုင်လို့ရတဲ့အနေအထားမျိုးရှိတယ်အမေရိကမှာဆိုကြားတဲ့အတန်လေးကဘာလို့ဆိုကားဟွန်းတာမကြားရဘူး emergency ambulance ကားတာမကြားတယ်တခြားဘာမှမကြားဘူးငြိမ်းတာအဲ့ဒါလေးတခုပဲကြားတယ်အေး စူပါမားကတ်တွေဝင်သွားလိုက်ရင်လည်းငြိမ့်နေကြတာပဲကိုလိုကိုလိုဗမာတွေတော့မသွားလိုက်နဲ့ဆူးညံနေကြတာပဲဩဒုဗမာလူမျိုးတွေဟာမြတ်စွာဘုရားရဲ့အဆုံးအမဗုဒ္ဓဘာသာဝင်တွေဟာဘုရားရဲ့ဆုံးမတော်ကိုမလိုက်နိုင်ကြပါလားလို့တခါတော့တရားဟောတဲ့ထဲမှာတခါထဲ့ဟောတာအဲတရားဟောတဲ့ထဲထဲ့ဟောတာကိုအဲ့ဒီတရားကြတော့အပြည့်စုံမလွှင့်မင်းနဲ့ဖြတ်ပြီးတော့လွှင့်သွားတယ်နောက်တော့လည်းအပြည့်စုံတွေ့နေတယ်ဒီမှာ ပထမလွှင့်တာဖြတ်ပြီးတော့တွေ့အဲ့ဒါဘာကြောင့်ပြောရတာတုန်းဆိုမြတ်စွာဘုရားရဲ့ခုံနေတယ်မဲ့ပါတယ်အပတ္တတကာမအပတ္တတဝိနိတာတဲ့အေးမြတ်စွာဘုရားအတန်တိုးတိတ်ထားကိုနှစ်သက်တယ်တိုးတိတ်မှုလိုလားတယ်တိတ်ဆိတ်ငြိမ်သက်မှုအဓမ္မလိုလားတယ်ကျမ်းမာရေးနဲ့ကြည့်မယ်ဆိုလို့ရှိရင်အတန်တိတ်ဆိတ်ငြိမ်သက်မှုဟာအဋ္ဌဉဏ်ကိုဖွင့်ပြိုးစေတယ်ကျမ်းမာမှုပိုရစေတယ်ဆိုတာအားလုံးကဒီစာပေတွေဖတ်ဖူးတဲ့ပုံစံတွေနားလည်ကြလိုက် ဒီနားထဲမှာအတန်နေဆူညံပြီးတော့ရိုက်ခတ်နေခြင်းဟာကျမရဲ့ကိုထိခိုက်စေတယ်ဟောလူတွေမှလည်းထိခိုက်စေတယ်အဲ့ဒါကြောင့်မလို့တိတ်ဆိတ်ငြိမ်သက်တာဟာအလွန်ကောင်းတယ်နော်တန်ချဲဆက်ကြီးတွေအော်ဖွင့်တာဘုန်းကြီးတို့ဘယ်တော့မှဓာကြီးတွေရက်ခိုင်းမှမလဲလို့ပဲဆူတောင်းယုံပဲဆူတောင်းနိုင်ပါတယ်